်မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်မာ DBBO မြေတန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရမယ်။ AR တိုင်းမှာပြီးခဲ့တဲ့ဆယ်လအတွင်းမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့အနေအိမ်တွေအပါအဝင်နေအိမ်အလုံး150ကျော်အထိချိတ်ပိတ်သိမ်းဆဲခံခဲ့ရတယ်လို့စစ်ကောင်စီရဲ့တပ်ဖွဲ့နဲ့နှိစက်သူတွေစီကသိရပါဗျာ။ အခုနှစ်ဇန်နဝါရီလကနေပြီးခရက်စက်တင်ဘာလ30ရက်ထိဆယ်လအတွင်း ARD တိုင်းမှာနေ850ကျော်အထိချိတ်ပိတ်သိမ်းဆဲခံရပြီး CDM ပြည်သူ့ဝန်ထမ်းတွေရဲ့အိမ်တွေနဲ့ NLD ပါတီဝင်တွေရဲ့နေအိမ်တွေအများဆုံးချိတ်ပိတ်ခံခဲ့ရကမိသားစုတွေအခြေမဲ့ဖြစ်ကုန်တယ်လို့ CDM ဝန်ထမ်းတွေကိုကူညီပေးနေသူတယောက်ကပြောပါတယ်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရဲတပ်ဖွဲ့စစ်ကောင်စီတပ်내ပြည်သူစစ်တွေကကွေးစင်ပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့ပတ်သက်နေတယ်လို့ဆက်ဆွဲက V9 တွေစားရိတ်ကပ်ပြီးချိတ်ပိတ်သိမ်းဆဲခေတာလို့ဆိုပါတယ်နေအိချိတ်ပိတ်ခံတရသူအများစုဟာအကြံဖက်ဥပဒေပုံမှမတရားအသိဆက်သွယ်မှုနိုင်ငံတော်ပုတ်ကတ်မှုနဲ့ နိုင်ငံတော်ကိုအကြီးအကျယ်ပြည့်စုံမှု စားတဲ့ပုံမှားတွေနဲ့အမှုဖွင့်ခံထားရသူတွေပါဝင်ပြီးဘယ်ပုံမှန်နဲ့မှအမှုဖွင့်ခံထားရတာမရှိသေးတဲ့သူတွေလည်းပါဝင်တယ်လို့သိရပါတယ်ရှင်လူမှုကွန်ရက်ဆာမျက်နှာမှာသမီးစိုးနာမည်နဲ့လူသိများတဲ့ရွှေသက်အကောက်ပိုင်ရှင်တက်ကုတ်ကိုဆိုတဲ့အမျိုးသမီးကိုအော်တိုဘားလ၁၂ရက်နေ့ပိုင်းမှာရန်ကုန်လေစိတ်မှဖမ်းဆီးလိုက်တယ်လို့စစ်တပ်လက်အောက်ခံ Telegram Channel တွေမှာဖော်ပြလာပါတယ် တမင်းဆိုးခေါ်တက်ကိုကိုဟာအမေရိကန်နိုင်ငံမှာနေထိုင်သူဖြစ်ပြီးပြီးခဲ့တဲ့အောက်တိုဘာလကမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ပြန်လည်ရောက်ရှိလာချိန်မှာအွန်လိုင်းမှာလူသိများတဲ့အမျိုးသမီးတစ်ယောက်ကပ215မြေဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှ66ဂါဂျီနဲ့အမှုဖွင့်ပြီးပြည်ဦးလေရဲ့စခန်းမှာတရားစွဲဆိုတာကြောင့်ဖက်စီခရရာဖြစ်တယ်ဆိုတော့ပြောဆိုချက်တွေလည်းရှိနေပါတယ်။ စကောက်စီလက်အောက်ခံ Telegram Channel တွေမှာတော့သမီးစိုးခေါ်တက်ကိုကိုဟာအနာသိစကောင်းဆောင်တဲ့ဇနီးဖြစ်သူကို အမေရိကန်နိုင်ငံမှာနေထိုင်ချိန်က ဝေဖန်ပြောဆိုမှုတွေလုပ်ထားတယ်လို့လည်းရေးသားနေကြပါတယ်။လက်ရှိမှာသူ့ကိုမင်္ဂလာတော်ရဲစခန်းမှာစစ်ဆေးနေတယ်လို့လည်းသိရပါတယ်။စစ်ကော်မရှင်ဘက်ကတော့သမီးစိုးကိုဖမ်းဆီးထားတဲ့အကြောင်းရင်းကိုတရားဝင်ထုတ်ပြန်လာတာမရှိသေးပါဘူးရှင်။ ပြည်ပလောက်သားစေလှုပ်ခွင့်ကန့်သတ်ချက်တွေကြောင့် agency တချို့လုပ်ငန်းနားလိုက်သလိုတချို့ agency တွေကလုပ်သမားတွေကိုငွေပြတ်မပေးနိုင်တဲ့အခြေအနေတွေရှိနေပါတယ်ဆွဲသည့်သတင်းပေးပို့ထားပါတယ်ရှင်စစ်တပ်လောက်ခံလုပ်သမားဝန်ကြီးဌာနက2025နှစ်စပိုင်းကစလို့ပြည်ပနိုင်ငံတွေစီအလုပ်သမားစေလှုပ်ခွင့်ကန့်သတ်လိုက်ပြီးတဲ့နောက်စာချုပ်ချုပ်ဆိုပြီးသားအလုပ်သမားတွေစစ်မှုထမ်းအသက်အကျုံးဝင်တာကြောင့်ပြည်ပထွက်ခွင့်မရပဲပြည်တွင်းမှာပြိမိကုန်ပါတယ် ထိုင်းနဲ့ဂျပန်နိုင်ငံတို့ကိုအေဂျင်စီကတဆင့်သွားဖို့ပြင်နေတဲ့အလုပ်သမားတွေဟာအချိန်6လတနည်းကျော်တဲ့အထိပြပထွက်ခွင့်မရတာကြောင့်အချို့လူသားတွေကတရားမဝင်အောင်လန်းတွေကနေနီလန်မျိုးစုံနဲ့ထွက်ခွာနေကြတယ်လို့သိရပါဗျ။အေဂျင်စီတခုကိုစား DPP သတင်းထောက်ကအတန်စားထိုးပြောပြပေးမှာပါ။ဝန်ကြီးဌာနကဒီလိုတွေအမိန့်တွေထုတ်တင်းကြပ်တာတွေကြောင်းအေဂျင်စီတွေရောအလို့သမားတွေပါအကုန်ဒုက္ခရောက်ကုန်ကြတယ် အေဂျင်စီတွေကလည်းဟိုဘက်ကိုပတ်စံနေပေးထားပြူထားတော့အလုပ်သမားတွေကိုငွေပြန်မအမ်းနိုင်ဘူးအလုပ်သမားတွေကလည်းအသက်16ကနေ35နှစ်ထွက်မရတော့ငွေပြန်တောင်းတယ်အဲ့ဒီမှာပြဿနာတွေတက်ကုန်ကြတာပဲအေဂျင်စီတွေတော်တော်များများကတော့အဆင်မပြေတော့ဘူးဆိုတာသိတဲ့အတွက်တချို့တော်တော်များများကမလုပ်တော့ဘူးဆိုပြီးလိုင်စင်တွေပြန်အပ်အလုပ်တွေပိတ်သိမ်းလိုက်တော့မယ်ဆိုရင်နိုင်ငံတော်ရဲ့ GDP အခွန်တွေရတဲ့ငွေတွေကဒီနှစ်မှရဖို့မရှိတော့ဘူးအလုပ်သမားတွေလည်းတော်တော်လေးဒုက္ခရောက်ကုန်ကြတာပေါ့ စစ်ကောင်းဆောင်ကပြည်သူ့စစ်မှုလန်ဥပဒေကိုပြန်အတည်ပြုပြဋ္ဌာန်းပြီးတဲ့နောက် ပြည်ပကိုလူငယ်တွေထွက်ခွာနှုန်းတိုးလာခဲ့ပြီးအဲ့ဒီနောက်မှာစစ်တပ်ကအသက်18နှစ်ကနေ35နှစ်တွင်စစ်မှုလန်အသက်အကျုံးဝင်တဲ့အမျိုးသားတွေကိုပြည်ပအလုပ်စိတ်လူခွင့်ကန့်သတ်လိုက်တာဖြစ်ပါတယ်။စာချုပ်ချုပ်ဆိုပြီးသားလူသားတွေလည်းကန့်သတ်စီရင်နေပါသွားပြီးပြည်ပကိုထွက်ခွာခွင့်မရသလိုအေဂျင်စီတွေစီပေးသွင်းထားတဲ့သိန်း50 60ပမာဏကိုလည်းပြန်မရချဘူးလို့ကိုယ်တိုင်ကြုံရတဲ့အလို့သမားတွေကပြောပါဗျာ။ နေဖို့တော့ကြာမပေးဘူးပတ်စံလေးအားလုံးကိုစားသွားတယ်ဖတိလာဆိုဆက်လက်မပြေးဘူးဒါမှသူရောတော့ဖိတ်လိုက်ရတယ်သူ့ရဲ့ဘွေးကွယ်လည်းဘုံသုံးပြလိုက်တယ်သူကသုံးထပ်တိုက်ဆောက်တယ်သူကမင်္ဂလာဆောင်တဲ့အချိန်မှာလက်ခွင့်ဝေးလေးပေးတယ်ပေါ့အဲ့လိုနောက်ဆုံးကျွန်တော်ကိုထိုင်းမှုညာသူ့မှာပတ်စံမရှိတော့ဘူးနဲ့ဒါသူအဲ့လိုလှုပ်လိုက်တဲ့သဘောပေါ့ဒီဖတိလာဆိုဆက်မပြေးဘူးပြဘာလို့လဲဆိုတော့သူကနိုင်ငံရေးနဲ့ကြိုးစားပြီးတော့ကျွန်တော်ပတ်စံလေးကျွန်တော်တို့အဲ့တော့သူအလုပ်လုပ်ပေးထားတဲ့ပတ်စံကြီးကုန်းခဲ့တဲ့ဒါပေမဲ့နိုင်ငံရေးကြောင့်ကျွန်တော်တို့သွားလို့မရတော့ဘူးဆိုတော့ပုံစံမျိုးတော့ခံနေတာ အမှန်မှအဲ့လိုမဟုတ်ဘူးသူကတက်ဆိုင်လေကိုယ်ဝင်လာတော့ရှာပလိုက်တယ်ထိုင်းဘက်ကသူငွေလည်းမသိမနဲ့အဲကျွန်တော်နိုင်ငံရေးနဲ့ကုလုံးလုံးပြီးတော့တက်ညော့ရှာပလိုက်စစ်တပ်အာဏာမသိငင်မြန်မာနိုင်ငံမှာပြည်ပအလုပ်အေဂျင်စီပေါင်း300လောက်ရှိပြီးအာဏာသိမ်းပြီးတဲ့နောက်နိုင်ငံရေးမတည်ငြိမ်တာနဲ့စီးပွားရေးကြာစင်တာတွေကြောင့်ပြည်ပထွက်အလုပ်လုပ်သူပိုတိုးလာပြီးပြည်ပအလုပ်အေဂျင်စီတွေလည်းနှစ်ဆနီးပါးတိုးလာခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ န်ကိုရီးယားနိုင်ငံကိုအစိုးရပြည်ပအလုပ်ကိုင်အေဂျင်စီ POEA ကဆေးလွတ်တဲ့အလုပ်သမားတွေကလွဲရင်အသက်18နှစ်ကနေ35နှစ်တွင်အမျိုးသားတွေကိုပြည်ပထွက်အလုပ်လုပ်ခွင့်ကန့်သက်ထားပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါ ပြည်ထောင်စုအစိုးရလုပ်ငန်းတွေပိတ်သိမ်းထားတာဆယ်ရက်မြောက်နေ့ဖြစ်တဲ့တောက်ကြနေ့မှာအမေရိကန်ကျန်းမာရေးဝန်ကြီး Robert F. Kennedy Jr. ကသိပ္ပံပညာရှင်တွေတမားတော်တွေနဲ့ပြည်သူ့ကျန်းမာရေးအရာရှိအယောက်တထောင်ကျော်ကိုထုတ်ပယ်ခဲ့ပါတယ်။အစုလိုက်အပြုံလိုက်တာဝန်ကနေရက်ဆယ်လိုက်ခြင်းဟာယောဂထိန်ချုပ်ရေးနဲ့ကာကွယ်ရေးဗဟိုဌာန CDC တဲကအမျိုးသားကာကွယ်ဆေးနဲ့အသက်ရှူလမ်းကြောင်းဆရာယောဂများဌာန NCIRG ကဝန်ထမ်းအယောက်130လောက်အပါအဝင်ယောဂထိတ်ချုပ်ရေးနဲ့ကာကွယ်ရေးဌာန CDC ထဲကအရေးကြီးတဲ့ဌာနခွဲတွေကိုထိခိုက်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကယောဂကူဆက်မှုတွေစိတ်ကျန်းမာရေးဆိုင်ရာအကျက်တဲတွေပြည်သူ့ကျန်းမာရေးဆိုင်ရာချိန်ချမှုတွေကိုကန့်တွယ်ဖြေရှင်းမှုနိုင်ငံတော်ရဲ့စွမ်းဆောင်ရည်ကိုဆွဆွရွရွထိခိုက်စေချောင်းသတိပေးခဲ့မှုတဲ့ကျန်းမာရေးနဲ့လူသားဝန်ဆောင်မှုဌာန HHS ကအရာရှိဟောင်းတွေကအပြင်းထန်ဝေဖန်ခဲ့ကြပါတယ်။ အရင်က CDC လက်ထောက်ညွှန်ကြားရေးမှူးနဲ့စစ်ဘက်ဆိုင်ရာအရာရှိချုပ်ဒေါက်တာဒေဘရာဟိုရီကဒီလိုဝန်ထမ်းအရေးအတွက်ဖြတ်တောက်တာဟာအကျိုးဆက်တွေရှိလာနိုင်ပြီးအမေရိကန်ပြည်သူတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်တယ်လို့ပြောခဲ့ပါတယ်။ပြည်ထောင်စုဌာနအများပြားကိုဆိုင်းငံ့ထားရတဲ့ကာလကြာရှည်ဘတ်ဂျက်ဟန်တာကြာမှအခုလိုအလုပ်ထုတ်ခဲ့တာပါရှင်။ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်